I, like it. I'm starting to get attached to this length. What do you think, Tyler? Uh, I mean, I. I, <laughs> I <laughs> we'll get off of this after. Stone X မှာကျသူပါတယ်လူကြအရန်နေခဲ့တာတို့လူမုံအရန်များခဲ့တာတို့ဆိုတဲ့ super hero ရုပ်ရှင်တွေရှိပါတယ်ဥပမာအနေနဲ့ Ryan Reynolds ရဲ့ Green Lantern ရုပ်ရှင်တို့ DCEU ရဲ့ Flash ရုပ်ရှင်တို့ကိုပြပေးလို့ရပါတယ် Bat Superman လိုမျိုး character ကြီးကိုမှစောက်ပေါကားကြီးဖြစ်မယ်ဆိုတာကိုတွေးတောင်တွေးကြည့်လို့ရမယ်မထင်ပါဘူးအခု video မှာတော့တစ်ချိန်လုံးကဖြစ်မလာခဲ့တာကိုကျေးဇူးတင်ရမယ် Nicolas Cage ရဲ့ Superman ရုပ်ရှင်မပြောင်းနိုင်တဲ့ Superman က Pink Moon Monster ကြီးနဲ့ချမယ်ဆိုတဲ့ Superman ရုပ်ရှင်ကဘာအကြောင်းဖြစ်မလဲဆိုတာကိုပြောပြပေးသွားမှာ Bye. I am vengeance I am the night I am Batman โอเคဒီအဖြစ်အပျက်တွေကစဉ်းစားကြည့်မယ်ဆိုရင်ရည်လဲရည်ရပါတယ်တစ်ချိန်ကဘိုးတော်ကြီးတွေဘလောက်အထိကြွားကြလဲဘလို့လူကွာစာမျိုးတွေကဆူပါမန်ကိုဖျက်ဆီးဖို့အတွက်ကြိုးစားခဲ့ဘူးလဲဆိုတာကိုတွေ့ရပါလိမ့်မယ် 90s ခေတ်တွေလောက်တုန်းကမိုက်ကယ်ကီတန်နဲ့ဘတ်မန်ရုပ်ရှင်တွေကရှယ်ပေါက်နေတာဆိုတော့ Warner Brothers တွေကဆူပါမန်ရုပ်ရှင်တွေကိုလည်းပြန်ပြီးတော့ရိုက်ချင်လာကြတယ်ဆိုတော့သူတို့က Christopher Reeve's ရဲ့ Superman series ကို somehow ပြန်ပြီးတော့အသက်တွင်းဖို့အတွက်နီလန်းတွေကိုစဉ်းစားကြပါတယ်အစောပိုင်း idea အနေနဲ့ဆိုရင် Superman Reborn Superman ပြန်လည်မွေးဖွားခြင်းဆို ီးတော့နာမည်ပေးထားပါတယ်ဆူပါမန်ဒီ Doomsday နဲ့ခြားလို့မသိခင်ပါပဲသူရဲ့ life force ကို Louis Lane စီကိုလွှဲပြောင်းပေးလိုက်တယ် Louis ကဆူပါမန်တဲ့အပြီးမှာ bike ကြီးပြီးတော့မွေးလာတဲ့ကလေးကဆူပါမန်ဖြစ်နေမှာမျိုးဖြစ်ပါတယ် What the literally တကယ်ကြီးကိုစူပါမန်ပြန်လဲမွေးဖွားခြင်းဆိုတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်ဒီလို idea နဲ့သူတို့ဒီအဲ့ဒီခေတ်မှာကွဲထွက်နေတဲ့ဇလန်းတွေကို fan ဖြစ်ဖြစ်ရေးသားရိုက်ပြနေတဲ့ Kevin Smith ကိုခေါ်ပြီးတော့ script ကောင်းကောင်းတစ်ခုကိုရေးပေးစေခဲ့ပါတယ်ဟိုဘဲကလည်း comic ဘိုင်းတွေကိုထဲထဲဝင်ဝင်စိတ်ဝင်စားတဲ့သူဆိုတော့ Superman လားကြိုက်ပြီလေဆိုပြီးတော့ချက်ချင်းပဲလက်ခံခဲ့ပါတယ် We've been working on trying to work on a Superman and I was like Superman အဲ့ဒီမှာသူကရေးစားနေတော်တာပါပဲဒီဘဲက Superman ပြန်လဲမွေးဖွားခြင်းဆိုတဲ့ idea ကိုမြင်တာနဲ့စောက်ရမ်းမုန်းသွားတယ် တယ်ဒါကတော်တော်ဆိုးတာပဲဆိုပြီးတော့ချက်ချင်းပြောပြလိုက်ပါတယ် read the script and i was just like this is this terrible ဝါနာဘရာဒါစ်မှာအဲ့ဒီမှာရှိနေတဲ့လူသက်တော်များများကလည်းအဲ့ဒီလိုပဲတွေးတဲ့အတွက်ကေဗင်စမစ်တီသူ့မှာလည်း idea ရှိတယ် script ကိုပြန်ပြီးတော့ rewrite လုပ်ဖို့အတွက်ပြန်လည်ပြင်ဆင်ရေးသားဖို့အတွက်စတင်ခဲ့ပါတယ် but အဲ့ဒီလိုရေးသားဖို့အတွက်ကအကြီးဆုံး producer အကြီးဆုံးလူကွာစာဘဲကြီး John Peter ဆိုတဲ့ဘဲနဲ့တွားပြီးတော့တွေးခဲ့ရပါတယ်ရုပ်ရှင်ဖြစ်လာဖို့တီသူ့ရဲ့ဆုံးဖြတ်ချက်ကအရေးအကြီးဆုံးဖြစ်တာဆိုတော့ Superman ရုပ်ရှင်အတွက်သူလိုချင်တဲ့အချက်တွေပုံစံမျိုးတွေကို Kevin Smith ကိုပြောပြလိုက်ပါတယ်သုံးချက်တည်းပါပထမအဆုံးတစ်ချက်ကရုပ်ရှင်မှာ ူပါမန်ကပြန်လို့မရဘူးဆိုတာပါဘာလို့လဲဆိုတော့အဲဒီကက်က CGI နဲ့ဆိုရင်စူပါမန်ပြန်လာကိုရိုက်တဲ့အခါမှာအရင်လိုမျိုးအနောက်ကနေပြီးတော့ပြေးနေတဲ့ပိတ်ကားကြီးတွေလည်းထားလို့မရတော့ဘူးအရန်ကြီးအတုဆန်နေမယ် fake ဖြစ်လွန်နေလိမ့်မယ်ဆိုတဲ့အတွေ့အနဲ့ဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့စူပါမန်ကိုအဲဒီဝတ်စုံကြီးမဝတ်စေချင်ဘူးဆိုပြီးတော့ပြောလာခဲ့ပါတယ် I was like which suit and he's going that suit the suit he's always wearing yeah I don't like it Superman ရဲ့ classic ဖြစ်တဲ့အနီနဲ့အပြာဝတ်စုံကိုသူကမကြိုက်တဲ့အတွက်တခြားဝတ်စုံနဲ့ရုပ်ရှင်ကိုရိုက်ရမယ် and တတိယတစ်ချက်ကတော့ ော့ရုပ်ရှင်ရဲ့ final villain အဖြစ်ပင်ကူအကြီးကြီးနဲ့ monster size ပင်ကူကြီးနဲ့ခြားဖို့ခြားရမယ်ဆိုတာပဲဖြစ်ပါတယ်။ဘာလို့လဲတော့မသိပေမဲ့သူကိုယ်တိုင်ကအဲ့ဒီအချိန်မှာပင်ကူအကြီးကြီးတွေကိုရိုက်ပြခြင်းနဲ့လူတွေကိုကြောက်လန့်စေခြင်းနဲ့သူကိုယ်တိုင်ကလည်းပင်ကူအကြီးကြီးတကောင်ကပိတ်ကားပင်ပေါ်ကိုတကားကြီးဖြန့်ပြီးတော့ဝင်လာတာမျိုးကိုကြည့်ကျင်တာမျိုးဖြစ်တယ်။ဒါတော့သူက idea အစားကြီးနဲ့ပို့ပြီးတော့လည်းမိုက်သွားအောင်စူပါမန်နဲ့ပင်ကူအကြီးကြီးခြားကြတာကိုပရိတ်သတ်တွေကိုပြခြင်းတာဖြစ်တယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။အဲ့ဒီတောင်စုချက်တွေနဲ့အတူသူတို့က Kevin Smith ကိုငားလိုက်ခဲ့ကြ ြတယ်။ Superman ကပြန်လို့လည်းမရဘူး၊ဝစ်စုံလည်းမဝေးရဘူးဆိုတာကကြံဖန်လို့ရသေးတယ်။ပင်ကူအကြီးကြီးနဲ့ချမယ်ဆိုတာကိုတော့ဟိုဘယ်ကတော်တော်လေးစားသွားခဲ့ပါတယ်။ We're going to hire you, you're going to move forward. Did he bring up the spider? အားကြောင့်လဲ flash ရုပ်ရှင်မှာဆိုရင် Nicolas Cage ရဲ့ Superman ကပင်ကူအကြီးကြီးနဲ့ချနေတာကိုမြင်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီပဲ idea စောက်စားကြီးကို icon တစ်ခုအနေနဲ့ထည့်သွင်းပြသထားခြင်းလည်းဖြစ်ပါတယ်။ဆက်ပြောရမယ်ဆိုရင်အဲ့လိုငစားကြီးတွေပြောလိုက်တာတော့မှ Kevin Smith ကတော်တယ်ဖြစ်အောင်ကိုလှုပ်လိုက်သေးတယ်။ Superman ကမပြန်ဘူးဆိုတာကတော့လုံးဝအထိပ္ပယ်မရှိဘူးဖြစ်တာကြောင့် Superman ပြန်လာမျိုးကိုပြမှာတော့မဟုတ်ဘူး။ Superman ကလူတွေနဲ့စကားပြောရင်ကောင်းကင်ဘော်ကိုပြန်ထွက်သွားတာမျိုးဆိုရင် Sonic Boom တစ်ခုလေအဟုန်တစ်ခုအနေနဲ့ကြံခဲ့လိမ့်မယ်။ အပြာနဲ့အနေအောင်ရောင်ကြီးမျိုးတွေကပြန်ထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထည့်တွင်းရေးသားထားပါတယ် at least superman ကပြန်နိုင်တယ်ဆိုတာကိုသိဖို့အတွက်ဖြစ်ပါတယ် and wilson အတွက်လည်းသူတို့က superman တေဆုံးခဲ့အပြီးပြန်အလာမှာဝစ်ဆင်ခဲ့တယ် superman ကို heal လုပ်ပေးမဲ့ wilson အမဲရောင် wilson ကိုဝစ်ဆင်ပေးဖို့အတွက်ရေးသားခဲ့ပါတယ်သူဒီ dceu ကနောက်နှစ်တွေမှာရိုက်ကူးခဲ့တဲ့ superman က doomsday နဲ့ချပြီးတော့တေဆုံးသွားမယ်ဆိုတဲ့ idea မျိုးကို 90s ခေတ်မှာကြိုပြီးတော့တွေးခဲ့တဲ့သူလည်းဖြစ်ပါတယ်အပေါ်အနေနဲ့သူရဲ့ဇလံမှာ lex luthor နဲ့ brainiac တို့လည်း ည်းပါဝင်သေးတယ်။ Lex Luthor Shadow Caster ဆိုတဲ့စက်ကြီးကိုအသုံးပြုပြီးတော့ကဘာကြီးတစ်ခုလုံးကိုနေရောင်ကြီးမရတော့အောင် ဖုံးအုပ်ပစ်လိုက်တယ်။ Superman ကိုအားနေတော့အောင် လုပစ်လိုက်တယ်ဆိုတဲ့ idea အလန်းနေလည်းပါဝင်ခဲ့ပါတယ်။ Pingu ကြီးအတွက်ကလည်းသူဒီတကယ်ကဘာပေါ်ကပင်ကူမဟုတ်ဘူး။ Hawkman ရဲ့ Joe Tanager ဆိုတဲ့ Joe ပေါ်ကပင်ကူနဲ့တူတဲ့ creature ကြီးဆိုပြီးတော့ထည့်သွင်းဖို့အတွက်ရည်ရွယ်ခဲ့ပါတယ်။ဒီဘက်က comic book တွေနဲ့ကြီးပြင်းခဲ့တဲ့ fan တယောက်ဖြစ်တဲ့အတွက် comic ထဲက Easter eggs အလန်းတွေ comic ထဲက character တွေကိုလည်းထည့်သွင်းထားခဲ့ပေမဲ့တကယ်တမ်း script ကို သွားပြီးတော့ပြတဲ့အခါမှာအခုနလူ့ဝါသာဘဲကစူပါမန်ဒီခရစ်တွန်ဂျိုဘောကလာတယ်ဆိုတာနဲ့စူပါမန်မှာခရစ်တိုနီယန် name ခရစ်တွန်နာမည်ရှိတယ်ဆိုတာကိုတော့မသိဘူးဆိုပြီးတော့ကေဗင်စမစ်ကပြောပြလာခဲ့ပါတယ် He's like wait a second wait a second wait a second who who the f is Cowell ပြည်ဒီလူကစားဘဲက script ထဲမှာပါဝင်တဲ့ scene တစ်ခုကိုလည်းပြင်ခိုင်းခဲ့ပါတယ် Brainia က Superman ရဲ့ Fortress of Solitude ထဲကိုဝင်လာပြီးတော့ Superman ရဲ့အချက်အလက်တွေကိုအကုန်ရသွားတယ်ဆိုတာမျိုးကိုကြောက်စရာဆန်ဆန်တီးလုံးနေနဲ့ပြမဲ့တန်ပိုအမြင့်ဆုံး scene ဖြစ်ပါတယ်ဒါပေမဲ့အဲ့လူကစားဘဲက action scene တစ်ခုခုကိုလိုအပ်မယ်လို့ထင်ခဲ့တယ် Superman ရဲ့အိမ်ကိုလူဆိုးတွေကဝင်လာတာမျိုးဆိုရင် Superman ရဲ့အိမ်ကအဆောင်တွေနဲ့ခြားတာကိုထဲလို့မရဘူးလားဆိုပြီးတော့မေးလာခဲ့ပါတယ်ဟိုဘက်ကတော့မှ dude ငါးကောင်ကြီး Superman ကအဆောင်လို့ မယ်ထင်လို့လားဆိုပြီးတော့ပြန်ပြီးမေးလိုက်ပါတယ် Why would Superman need guards? He's Superman, dude. ဘက်တရာကိုတော့မှဟိုဘဲကမကြည့်နဲ့ဘူးတခုခုနဲ့တော့ချားစေခြင်းနဲ့ဆိုတဲ့အတွက်သူအခုနပင့်ကူတွေကိုဆွဲလန်းနေတယ်လို့မျိုးနောက်ထပ်ဆွဲလန်းနေတဲ့ပူလာဘဲအဖြူရောင်ဝတ်ဝင်နေတဲ့ရေခဲတောင်တွေကြားထဲမှာ Fortress of Solitude ထဲမှာ Brainia ကိုချစေခြင်းခဲ့ပါတယ်သူပြောတာအရပူလာဘဲတွေလောက်ကြောက်ဖို့ကောင်းတဲ့တတ္တဝါတွေမရှိဘူးဆိုပြီးတော့လည်းသိရပါတယ် နောက်ဆုံးမှသူတို့နှစ်ယောက်တဘောတူတဲ့အချက်တစ်ခုကိုတော့ရောက်လာခဲ့ပါပြီအဲ့ဒါကရုပ်ရှင်ကိုရိုက်ကူးဖို့အတွက် director အနေနဲ့ Batman ရုပ်ရှင်နေ Beetlejuice ရုပ်ရှင်နေရဲ့ပဲခိုင်ရှင် Tim Burton ကိုလိုချင်ခဲ့တာဖြစ်ပါတယ် Tim Burton ကိုသူတို့ကအခုနရေးသားခဲ့တဲ့ script ကိုရိုက်ပေးဖို့အတွက်သွားပြတဲ့အချိန်မှာဟိုဘဲကချက်ချင်းပဲအမိုက်တစ်ခုလိုလုံချေပြီးတော့ပြစ်လိုက်တယ်ဆောက်ရမ်းမုံသွားခဲ့ပါတယ် Bat of course Superman ရုပ်ရှင်ဖြစ်တဲ့အတွက်သူ့မှာလည်း idea ကောင်းကောင်းရှိရဲ့အသိရေးသားမယ်ဆိုပြီးတော့ Batman Returns ရုပ်ရှင်က script writer ကိုငားလိုက်ကြပြန်ပါတယ် Tim Burton ဒီ script အဟောင်း ဲကနေပြီးတော့ Villain Lex Luthor နဲ့ Brainiac တို့ကိုပဲယူခဲ့တယ်။ပင်ကူကြီးအပြင်ရေးသားထားတဲ့စောက်စား idea ကြီးတွေအကုန်လုံးကိုပါဖြုတ်ချပြလိုက်ပါတယ်။ Tim Burton ကသူကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ဟိုအခုနလူကစားဘဲကလည်းအရန်အစားကြီးတွေတောင်းဆိုမှုတွေငစား idea ကြီးတွေကိုတော့တွန်းမထဲတော့ပါဘူး။သူတို့နှစ်ယောက်စလုံးက Superman တရုပ်ဆောင်အတွက် Nicolas Cage ကိုရွေးချယ်ဖို့အတွက်တပေါ်တူလိုက်ကြတယ်။ Villain အတွက်လည်းဆရာဆရာကြီးတွေပဲဖြစ်တဲ့ Kevin Spacey ကို Lex Luthor အတွက် Christopher Walken ကို Brainiac နေရာတွေအတွက်ရွေးချယ်ခဲ့ကြ ြပါတယ်။တင်ဘာတန်ရဲ့ Superman ဒီစိတ်ပိုင်းဆိုင်ရာမှာကြိုးစားဆန်လိမ့်မယ်။ Louis ကကြားကနေပြီးတော့ဝင်ပြီးတော့ချိတ်ဆက်ပေးရမယ်။လူသားတွေနဲ့ခက်ဆိုင်ဆိုင်ဖြစ်နေမဲ့အမဲရောက်ဝစ် Superman လည်းဖြစ်ပါတယ်။ Superman ရဲ့အကြမ်းဆုံး villain တွေဖြစ်တဲ့ Lex Luthor နဲ့ Brainiac တို့ကတကူတဲကိုနှစ်ကောင်ပေါင်းသွားခဲ့ပြီးတော့ Superman ကိုဝိုင်းပြီးတော့တပ်ပစ်လိုက်ကြမယ်ဇလံဖြစ်ပါတယ်။ရုပ်ရှင်ဒီ1969မှာစတင်ရိုက်ကူးပြီးတော့1968မှာရုံတင်ဖို့အတွက်ရည်ရွယ်ခဲ့ပါတယ်။ဘတ်အားလုံးစတင်ခဲ့တာတစ်နှစ်လောက်အကြာမှာတော့ Tim Burton ရဲ့ Superman version ဒီ budget အနေနဲ့ ဲ့140မီလီယံကနေပြီးတော့190မီလီယံအထိကုန်မယ်ဆိုတာကိုသိလိုက်ရတဲ့နေ့မှာ Warner Brothers ကချက်ချင်းပဲမျက်လုံးပြူးသွားပြီးတော့ idea တွေအကုန်လုံးကိုဖျက်ချပစ်ခဲ့ပါတယ်။ Director Tim Burton ကိုယ်တိုင်ကတော့မှအချိန်တစ်နှစ်လောက်ရင်နှီးလိုက်ရတဲ့အတွက်စိတ်ဆိုးသွားခဲ့တယ်လို့သူတို့ကတော့လက်မလျှော်သေးပဲနဲ့100မီလီယံလောက်နဲ့ တဝက်လောက်ကိုဈေးလျှော့ပြီးတော့ရားတလို့ရိုက်ကြည့်ကြဖို့အတွက်တွေးခဲ့ကြသေးတယ်။နောက်ဆုံး2002ခုနှစ်မှာတရုတ်ဆောင်နီကိုလတ်စ်ကေ့ချ်ကိုရိုင်းကစိတ်ဝင်စားတော့ဘူးဆိုပြီးတော့ project ကိုပြစ်ချလိုက်တဲ့အချိန်ကြာမှာစီစဉ်ထားသမျှ Superman ပြန်လည်မွေးဖွားခြင်းဆိုတဲ့ idea ကြီးကလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဆိုတော့အခု James Gunn နဲ့ Superman ကိုမကောင်းလောက်ဘူးဆိုပြီးတော့တွေးနေကြတဲ့သူတွေအတွက်လည်းအခု video ကလို့ Superman ရုပ်ရှင်များသာထွက်လာမယ်ဆိုရင်ဘလောက်တောင်စိုးရွားလိမ့်မလဲဆိုတာကိုတွေးကြည့်လို့ရပါတယ်။ video ကိုအခုချိန်ထိကြည့်ပေးနေကြတဲ့သူတွေတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ ယ် and as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရယ်ဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရယ်တက်လာတဲ့ကြော်ညာလေးတွေကိုစောင်းအောင်အထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်